မင်းရေထဲကိုကုန်ချရပြီးအစွမ်းရှိသလောက်ကူရတဲ့အချိန်ဟာကြီးပြလို့ဖို့အတင်းတော်ဆုံးအချိန်ပဲအာတီတာပြိတ္တများအားလုံးပဲမင်္ဂလာပါအာဆင်နယ်လီဂျန်ဟာကလည်းကြိုးစိုးပါတယ်အာဆင်နယ်ကစားသမားဟောင်းဂျက်ဝီရှိုင်းယားဟာသူ့ရဲ့ကစားသမားဘွားကိုအောင်မြင်စွာအဆုံးသတ်ခဲ့ပြီးတဲ့နောက်ကြီးပြဘွားလေးကိုခြေလန်းစားတင်လှမ်းနေပြီဖြစ်ပါတယ်လက်ရှိမှာလူဒန်တောင်းယူ၁၈အသင်းရဲ့ကြီးပြဖြစ်တာဝန်ယူလှုပ်ဆောင်နေတဲ့ဝီရှိုင်းယားကသူ့ရဲ့ကြီးပြဘွားစတင်ဖို့အစဉ်အင်းဖြစ်မှုနဲ့ပတ်သက်ပြီး အာဆင်နယ်နီးပြအာဒီတာနဲ့ဆွေးနွေးခဲ့မှုတဲ့အဖြစ်အပျက်လေးကိုမျှဝေခဲ့ပါတယ်။အာဒီတာကမင်းရေတဲကိုခုံချရပြီးအစွမ်းရှိသလောက်ကူးရတဲ့အချိန်လိုမျိုးပဲလို့ရိန်မောရင်းပြန်ဖြေခဲ့တယ်လို့ဝီရှိုင်းယားကပြောပြခဲ့ပါတယ်။ဒီစကားကဝီရှိုင်းယားရဲ့နီးပြဘဝကိုအီလန်းကိုစတင်ဖို့စိတ်ခွန်အားဖြည့်ပေးခဲ့တဲ့အဓိကအချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ရက်ဝီရှိုင်းယားဟာအာဆင်နယ်အသင်းရဲ့အကယ်ဒမီကနေထွက်ပေါ်လာတဲ့သူ့ကြောင့်ကစားသမားတဦးဖြစ်ပြီးအသက်16နှစ်မှာပဲအာဆင်နယ်ရဲ့စီနီယာအသင်းမှာပွဲထွက်ကစားခွင့်ရခဲ့သူပါ။ သူ့ရဲ့နီးစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွင်းလဲထိန်းချုပ်နိုင်မှုနဲ့ခေါင်းဆောင်နိုင်မှုစွမ်းရည်တွေကသူ့ကိုအင်္ဂလန်ဘောလုံးလောကရဲ့အနာဂတ်ကျယ်ဝန်းတစ်ဦးဖြစ်မျှော်လင့်ခံရခဲ့ပါတယ်။ဒါပေမဲ့ဒဏ်ရာပြဿနာတွေကြောင့်သူ့ရဲ့ကစားသမားဘဝဟာမျှော်လင့်ထားသလောက်ဖြစ်မလာခဲ့ပါဘူး။အာဆင်နယ်ဝက်ဆန်နဲ့ဘုံမောက်အသင်းတွေမှာကစားခဲ့ပြီး2022ခုနှစ်ကသူ့အသက်30မှာကစားသမားဘဝကနေအနားယူခဲ့ပါတယ်။အနားယူပြီးနောက်ရီရှိုင်းယားဟာအာဆင်နယ်ရဲ့ U18 အသင်းမှာကြီးပြအဖြစ်စတင်လှုပ်ဆောင်ခဲ့ပြီးလူငယ်ကစားသမားတွေကိုလေ့ကျင့်ပေးရင် သူ့ရဲ့အတွေ့အကြုံတွေကိုမျှဝေခဲ့ပါတယ်2025ခုနှစ်မှာတော့သူဟာလူတန်တောင်း U18 သင်းရဲ့နီးပြပြည့်ခတ်အပ်ခံရပြီးသူ့ရဲ့နီးပြပွားမှာနောက်ထပ်ခြေလှမ်းတစ်ခုကိုဆက်လန်းနိုင်ခဲ့ပါတယ်ဒီလိုကူးပြောင်းမှုဟာသူ့ရဲ့ဘောလုံးပေါ်စိတ်အားထက်သန်မှုလူငယ်ကစားသမားတွေကိုမွေးထုတ်ပေးလိုတဲ့ဆန္ဒနဲ့စိန်ခေါ်မှုအစ်တွေကိုရင်ဆိုင်ရတဲ့တက်တီကိုပြသနေပါတယ်ဝီလီချိုင်းယားကအာဒီတာကိုကျွန်တော်နီးပြပွားဆောက်ဘယ်ချိန်မှအသင့်ဖြစ်နိုင်မလဲလို့မေးမြန်းခဲ့ရမှာအာဒီတာကမင်းရေတဲကိုခုံချရပြီး အစွမ်းရှိသလောက်ကူးရတဲ့အချိန်လိုမျိုးပဲလို့ရင်မောင်းရင်ဖြေခဲ့ပါတယ်ဒီစကားကရိုးရှင်းပေမဲ့ဒိဗ္ဗံနဲ့နဲတဲ့ဥမာတစ်ခုပါအာတီတာရဲ့ဒီပြေးချချက်ဟာနီးပြဘွားရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အစင်သင်းဖြစ်ဖို့ဆိုတာတင်ယုံမှုတွေအတွေ့အကြုံတွေထက်စိတ်ပိုင်းဆိုင်ရာရဲဝင်းမှုနဲ့ဥက္ကုကိုယုံကြည်မှုရှိဖို့လိုအပ်တယ်ဆိုတာကိုလေးပြီးပြောဆိုထားတာပါရေထဲကိုကုန်ချရတဲ့အချိန်ဆိုတာကဘဝမှာစိန်ခေါ်မှုတစ်ခုကိုစတင်ဖို့အစင်သင်းဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုဆိုလိုပါတယ် ီးပြဘဝဆိုတာကစားသမားဘဝနဲ့မတူညီတဲ့တာဝန်ယူမှုတွေ၊ PR တွေနဲ့ဆုံးဖြတ်ချက်ချမှုတွေလိုအပ်ပါတယ်။အာတီတာရဲ့ဒီစကားဟာဝီရှိုင်းယောကိုသူ့ရဲ့ comfort zone ကနေထွက်ခွာပြီးမီးပြဘဝရဲ့မတိကျမရေရာမှုတွေကိုရင်ဆိုင်ရဲဖို့အားပေးခဲ့တာပါ။အစွမ်းရှိသလောက်ကူးရတဲ့အချိန်ဆိုတဲ့အပိုင်းကတော့ကိုယ့်ရဲ့စွမ်းရည်တွေကိုယုံကြည်ပြီးအဲ့ဒီစွမ်းရည်တွေနဲ့အတူအကောင်းဆုံးလှုပ်ဆောင်ဖို့ရဲဝဲမှုရှိဖို့လိုအပ်ကြောင်းပေါ်ပြပါရတယ်။အာတီတာရဲ့ဒီအကြံဉာဏ်ဟာဝီရှိုင်းယောအတွက်စိတ်ကွန်အားဖြည့်ပေးတဲ့အချက်တစ်ခုဖြစ်ခဲ့ပြီး သူ့ကိုအာဆင်နယ်ယူ၁၈အသင်းမှာနီးပြအဖြစ်စတင်လှုပ်ဆောင်ဖို့တွန်းအားပေးခဲ့ပါတယ်။အာဆင်နယ်မှာသူလှုပ်ဆောင်ခဲ့တဲ့လူငယ်ကစားသမားတွေကိုလေ့ကျင့်ပေးတဲ့အတွေ့အကြုံတွေကသူ့ကိုလူဒဏ်တောင်းယူ၁၈အသင်းရဲ့နီးပြအဖြစ်ခန့်အပ်ခံရဖို့အခြေခံအုတ်မြစ်ဖြစ်ခဲ့ပါတယ်။၂၀25ခုနှစ်မှာဂျယ်ဝီရှိုင်းယားဟာလူဒဏ်တောင်းယူ၁၈အသင်းရဲ့နီးပြအဖြစ်ခန့်အပ်ခံရပြီးသူရဲ့နီးပြဘဝမှာနောက်ထပ်အရေးကြီးတဲ့ခြေလှမ်းတစ်ခုကိုလှမ်းနိုင်ခဲ့ပါတယ်။လူတန်တောင်းအသင်းဟာအင်္ဂလန်ရဲ့ EFL Championship မှာရှင်ပြိုင်နေတဲ့အသင်းတစ်ခုဖြစ်ပြီး သူတို့ရဲ့လူငယ်အကယ်ဒမီဟာအနာဂတ်ကျယ်ဝန်းတွေကိုမွေးထုတ်ပေးဖို့အာရုံစိုက်ထားတဲ့နေရာတစ်ခုပါရီရှိုင်းရအာတီတာလုံးကစားသမားတွေနဲ့ဆက်ဆံရေးကောင်းမှုမှုဒီပြူအပိုင်းဆိုင်ရာတိကျမှုနဲ့လူငယ်ကစားသမားတွေကိုယုံကြည်မှုပေးနိုင်တဲ့စွမ်းရည်တွေကိုလက်ခံကျင့်သုံးနေတယ်လို့သိရပါတယ်။ဒါ့အပြင်သူ့ရဲ့ကစားသမားဘဝမှာအာဆင်နယ်ရဲ့ဝင်းဂါရ်စတိုင်အော့ဖ်ပလေးကိုကျွမ်းကျင်စွာကစားခဲ့တဲ့အတွေ့အကြုံတွေကိုအခြေခံပြီးလူငယ်ကစားသမားတွေကိုဖန်တီးမှုရှိတဲ့နီးစနစ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ကစားသမားတွေဖြစ်ပြောင်းလဲပေးနိုင်ဖို့ရည်မှန်းထားပါတယ်။ ရီရှိုင်းအနေနဲ့အာဒီဒါရဲ့အကြံပြုစကားလေးကိုနားထောင်ရင်းအာဒီဒါရဲ့တပည့်ကောင်းတယောက်အဖြစ်ထွန်းတောက်စွာပေါ်ထွက်လာဖို့မျှော်လင့်မိကြောင်းပါ။သုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။